မင်္ဂလာပါဒီကနေ့ကျွန်တော်မျှဝေမှာတော့2009ခုနှစ်အတွက်အော်စကာဆုရ Best Foreign Language Film DEPRTURES ဒီပါချာဆက်ရုပ်ရှင်ကားပါအဲ့တော့ သူဇာကြောင်းနေကြည့်အောင်လင်မြန်းနေရပေါ့နော်အမျိုးသားလောက်တဲ့လူကအစတော့သူ့လူကအမျိုးကြီးပြာကြီးမှာတယောကြီးပေါ့ဆယ်လိုဒီယာမထင်မှာပဲသူတိနေတဲ့တန်တုံဒီဝိုင်းနဲ့ဖြစ်လိုက်ရောရောင်တောင်ဖြစ်ရောအဲ့တော့လင်မြန်းနေရောက်တိုင်မင်းနေတော့ပြန်နေကြမယ်မိမရတဲ့သဘောတူတယ်ပြီးတော့ဇာတိမြုပ်ငယ်လေးကိုပြန်နေ လုတ်ပြန်ရှာတယ်။အမှတရင်စားတယ်မှာအလုတ်ခေါ်လာတွေ့တာ။ထူးကြတာနော်။အတွေ့အကြုံရှိစရာမလိုဘူးတဲ့လုတ်ခေါ်တာ။ဟွန်းကျွန်တော်ကြည့်ရတော့လေ D E P A R T U R E S departures ဆိုတော့ဟွန်းခီးသွားလုပ်ငန်းတွေမှာ Okay. အဘောဆက်တော့တွေ့တဲ့အခါပြောပြတော့မှာ အလုပ်ခေါ်တာတော့မှားရလိုက်တာတကယ်တမ်းက D E P A R T D departed တော်လေသူလွန်လေပြီးရသူ ကွယ်လွန်သူတွေကိုအေးနေတယ်လို့လေးဖြစ်အောင်ပြင်ပေးရမယ်လို့တယ်တကယ်ပြောရမြာအလောင်းပြင်ပေးရလို့လို့ရမှာအလုပ်ရှင်အလုပ်မှမစင်ရသေးဘူး ပတ်စံလေးလက်ထဲအတွန်းထိုးထည့်တာမလုပ်ကြည့်မယ်ကွာအဲ့ဒါဆိုလေအတိအကျတော့လို့ရှင်သူအလုပ်လုပ်တာကိုလိုက်ကြည့်ပါတဲ့နော်အင်းကြည့်ရအောင်မာကတ်ထဲမှာတော့အဲ့မှာစတွေ့တာရဲ့ကြလို့ပုတ်ပွားနန်းစုံနဲ့ရုပ်ခန္ဓာကိုအတူကင်တွေ့ရတာအော်ပြောလိုက်ကြည့်ပါလေကအာလိုက်တာမပြောပါနဲ့တော့ဗျာဒါမှမဖြစ်တတ်နိုင်မလဲ ရှိတယ်လို့လေးပဲကြိတ်မိတ်လို့ပါမှာလို့ရှင်ကတော့လက်တွဲခေါ်ပါတယ်ဘာလို့လဲဆိုတော့ဒီလုံမှာမြင်တဲ့သူကလည်းခါရှားရှားမုံလားသူကိုယ်ရင်တော့မှလွန်ခဲ့တဲ့6နှစ်သူဇနီးဆုံးတော့ကသူကိုယ်တိုင်ပြင်ပေးပြပြီးနောက်ပိုင်းမှာဒီလုံငန်းထောင်မြက်သွားတာတဲ့ဒါနဲ့လေအိမ်နေတဲ့အတိုင်းလေးရောက်ပြင်ပေးရတာဆိုလို့ပြောအောင်မယ်တခါတော့ သူလှုပ်ရှင်မအားလို့တယောက်ထဲသွားပြင်ပေးရတာအဲ့မှာကာယကံရှင်တွေကသူသမီးနဲ့မတူလို့ဆိုပြီးကာယကံရှင်အမေကထပေါက်ခွဲတာဟာအဲတကယ်လို့တူအောင်ပြင်ပေးနိုင်တဲ့အခါမျိုးကြတော့ဂျပန်လူမျိုးတွေရဲ့ထုံးစံအတိုင်းခါညွတ်ယူတည်ပေးနေတဲ့ဂျေဆုတင်လို့ကောင်းမပြီးတော့ဖြစ်နေတာ နောက်တော့လေလုံရင်ကရင်နဲ့ဒီအလုပ်ရဲ့အလေးနက်မှုကိုသိလာပါတယ်ပြောရရင် အလောင်းပြင်ပြီးတဲ့အလုပ်ကိုချစ်လာတာဒါလေအမှုပညာဆန်တဲ့အလုပ်တစ်ခုဆိုတော့ဆရာတို့ထိခဲ့တဲ့လက်တွေအတွက်မခက်ပါဘူးနံပါတ်2တော့သူဘာလို့လုပ်တယ်ဆိုတာသူမင်းမှသိသွားတယ်ဟာအဲ့မှာအချားလောက်ရှာဆိုပြီးတော့အခြေတင်ဖြစ်ကြရသေးတာ နော်မြို့ကန်တယောက်ကတော့ပြောတာပေါ့ဗျာဘယ်လိုပြောလဲဆိုတော့နော်လူသည်ရှင်ဟိုဒီအလိုမျိုးလုပ်ပါကွာတဲ့လူသည်ရှင်ဟိုဒီအလိုမျိုးလုပ်ပါကွာတဲ့အဲပြောရတဲ့လူနော် ပြောရတဲ့လူရဲ့အမေဆုံးတဲ့အခါသူသွားပြင်ပေးတယ်အဲ့နေတဲ့အတိုင်းလေးဖြစ်အောင်စနစ်ကြနဲ့လေးလေးစားစားပြင်ပေးရတယ်အဲအဲ့ဒါကိုမြင်တော့မှာ အလောင်းပြင်းတဲ့အလုပ်ကိုလေးစားစိတ်နဲ့အတူတူလက်ခံသွားတာ။ဟွန်းဒီတခါအတူပါကြတော့မိမကသူ့နဲ့ရင်းရဲ့အတော်ကြီးဖြစ်နေတော့အတူပါလိုက်လာ။လှုပ်တာကြိုင်တာတွေမြင်ရတော့မှလက်ဖြားခါသွားတာ။အာငါ့ယောက်ျားဒီနေရာမှာပါရမီရှိရပေါ့ဗျာ။အဲ့တော့သူလေအများကြီးသူတွားလေသူမျက်နာကိုစရီတော့ရေဘတ်ဝင်တိုက်ပင်းနဲ့ နောက်ဆုံးအနေနဲ့လေးလေးစားစားနှုတ်ဆက်ကြတာဒါကိုယောက်ျားအလုပ်ကိုပထမဆုံးအတိမတ်ယူခြင်းပါဒီကိုဒီလောက်ကိုလောက်လာရင်လည်းနောက်ဆုံးပြင်ပြရတာတော့အဖေကဖေနဲ့မတွေ့တာနှစ်30ကျော်တွေ့မှတွေ့တော့လေဒီလိုချိန်နေ ဇက်မြုံနေပြီးတည်ဆိုတော့မှသူများအကြောင်းကြလို့တည်ရတာအဲ့ရလူတွေကဖိယုတ်ခံအောင်တည်ကြတယ်လုံတာကိန်းတာလဲလေးလေးသာသာမရှိလို့ကျွန်တော် off လိုက်တယ်အဲ့မှာမိမစကားတခုမှပြောရပါလားသိလားကျမအမျိုးသားကအလောင်းပင်ပညာရှင်ပါကိုတက်တဲ့ပညာနဲ့အဖေကိုအကောင်းဆုံးပြင်ပေးလိုက်ပါတယ် သားဖနှစ်ယောက်ကြားမေတ္တာတွေကိုပြန်ခံစားသလိုမိမပိုက်တဲ့ကမွေးလာမဲ့ကလေးလေးစီချစ်ချင်းမေတ္တာတွေလက်ဆင့်ခံမှာပေါ့ဗျာအခုပြောခဲ့တာကတော့2009ခုနှစ်အတွက် Best Foreign Language Film Oscar ဆုရ DEPRTURES Departures ဂျပန်ကားပဲဖြစ်ပါတယ် ချိန်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။